အားလုံးပဲမင်္ဂလာပါဒီကနေ့ကတော့မော်တော်ယာဉ်အရှိန်စီးချက်ခြင်းကင်မရာနဲ့ပတ်သက်တဲ့အကြောင်းအရာလေးတွေကိုအနေငယ်ရှင်းပြပေးခြင်းပါတယ်။ခွာဆိုတန်းဆိုကင်မရာ1958ခုနှစ်နယ်သာလန်နိုင်ငံသားပြိုင်ကားမောင်းသူတူဦးဟာမိမိကကားကိုအရှိန်ဘလောက်နှုံးနဲ့မောင်းနေတယ်လဲဆိုတာကိုတိုင်းတာဖို့ဘယ်လိုလုပ်ရမလဲစဉ်းစားပါတယ်။လမ်းမပေါ်မှာအဖြူရောင်မြင်းကိုဆွဲပြီးတော့ဒီမြင်းကိုဖြတ်လာတဲ့ကားကို0.5ကနေ0.7စက္ကန့်အတွင်းတက်ပုံနှစ်ပုံရိုက်ခဲ့ပါတယ်။ဒီပုံနှစ်ပုံရဲ့တည်နေရာကိုရှင်းကြည့်ပြီးတော့ပြန်မြအရှိန်ကိုတွက်ရှာတဲ့နီးကို သုံးပြုခဲ့ပါတယ်ပထမတော့ဒီတိုင်းရိုးရိုးကားအရှိန်တိုင်းတာတဲ့ကိရိယာအဖြစ်ထုတ်လုပ်ခဲ့ပြီးမြဲနောက်ပိုင်းမှာတော့လမ်းမပေါ်တွေမှာမော်တော်ယာဉ်အရှိန်စီးချက်ကင်မရာကိရိယာအဖြစ်အသုံးပြုလို့ရတယ်ဆိုတာကိုစဉ်းစားခဲ့ပြီးတော့1965ခုနှစ်မှာကာမီပွိုင်စီးချက်တဲ့ကင်မရာအဖြစ်စတင်ထုတ်လုပ်အသုံးပြုခဲ့ပါတယ်ကိုရီးယားမှာအသုံးပြုတဲ့အရှိန်စီးချက်ကင်မရာဆွမ်းဆောင်ရည်တွေကတော့မိုက်ခရိုဝေ့လေဆာအနီးရောင်ရောင်ကြီးလှိုင်းစတဲ့နည်းပညာတွေပါဝင်ပါတယ်မော်တော်ယာဉ်အရှိန်စီးချက်ကင်မရာအမျိုးအစားတွေကတော့ခူချောင်းရှိခွာဆိုတန်းဆိုကင်မရာခူကန်းတန်းဆိုကင်မရာဤသုံး 38ခွာဆိုတန်းဆိုကင်မရာစတဲ့ပုံစံ၃မျိုးနဲ့စီးချက်ပါတယ်။နောက်ပိုင်းတွေမှာတော့ဝင်ကနေပြီးတော့ drone နဲ့စီးချက်တဲ့ကင်မရာပုံစံအစ်စ်တွေလည်းဖြစ်ပေါ်လာပါတယ်။ဒါကြောင့်ကင်မရာတွေးမှာအရှိန်လျှော့တာဟာတိတ်ပြီးတော့စိတ်မချရတော့ပါဘူး။9ချောင်း8ခွာဆိုတန်းဆိုကင်မရာ9ချောင်း8ခွာဆိုတန်းဆိုကင်မရာကတော့ကင်မရာနှစ်ခုနဲ့အလုပ်လုပ်ပါတယ်။ပထမကင်မရာကအရှိ60 40မီတာနေရာမှာတက်ဆင်ထားပြီးတော့ဒုတိယတစ်လုံးကတော့အရှိ20 30မီတာနေရာမှာတက်ဆင်ထားပါတယ်။ကင်မရာတီနီယာကနေ100မီတာမတိုင်ခင်အရှိန်လျှော့လိုက်တာဟာ ပို့ပြီးတော့စိတ်ချရပါတယ်။တတိထားရမှာကပထမကင်မရာမှာကတည်းကဖြတ်တန်းသွားတဲ့ယင်အားလုံးကိုမှတ်တမ်းတင်ထားပြီးတယ်ဆိုတာပါပဲ။ဒုတိယကင်မရာကိုကြော်သွားရင်တော့သတ်မှတ်အချိန်စီးချက်မှုပြီးမြောက်သွားတာကြောင့်အချိန်ပြန်တင်လို့ရပါတယ်။ကိုကြောင်းရှိခွာဆိုဒန်းဆိုကင်မရာကအများဆုံး 250ကီလိုမီတာအထိစင်စာအလုပ်လုပ်နိုင်ပါတယ်။ပုံမှန်အားဖြင့်အချိန်တိုင်းတာတာအပြင်လိုအပ်တဲ့အခါမှာဘတ်ကားတီးတဲ့လမ်းတွေကိုတခြားယာဉ်ဝင်မောင်းခြင်း၊လမ်းဘေးကားမရက်ရက်နေရာမှာရပ်ထားခြင်းစတဲ့အရာတွေကိုပါစီးကျက်နိုင်ပါတယ်။အချိန်စီးကျက်မှုနှုန်းက minus plus 900ခိုင်နှုန်း of error အမှားရှိနိုင်ပြီးတော့နံပါတ်ပြမှတ်နိုင်စွမ်းကတော့200ခိုင်နှုန်းအမှားရှိနိုင်ပါတယ်။ဒီတော့ error သိမ်းမရှိဘူးဆိုတဲ့သဘောဖြစ်ပါတယ်။ကားမြေပုံမှာဆိုလို့ရှိရင်တော့ screen ရဲ့ဘယ်ဘက်အလယ်မှာအနီရောင် ပုံအဝိုင်းပုံစံနဲ့သတ်မှတ် အရှိန်ကိုပုံသေးပြသထားပြီးတော့အဲ့ဒီအပေါ်ဘက်မှာတော့အဖြူရောင်ကနန်းဖြင့်မိမိရဲ့ကားအရှိန်ကိုပြသပေးပါတယ်အတန်နဲ့လည်းပဲကိုချောင်းရှိခွာဆိုတန်းဆိုကင်မရာသို့မဟုတ်ခွာဆိုတန်းဆိုကင်မရာရှိတယ်လို့ပြောပြပေးမှာဖြစ်ပါတယ်ဂူကန်းတန်းဆိုကင်မရာဂူကန်းတန်းဆိုကင်မရာကတော့သတ်မှတ်ထားတဲ့ပရမအစတီနေရာကနေအဆုံးသက်တီနေရာအထိဖြတ်တန်းသွားတဲ့အချိန်ကိုစံထားပြီးတော့ပြန်မြအရှိန်ကိုတွက်ချက်တဲ့ပုံစံဖြစ်ပါတယ် ကုကန်တန်းဆုပ်အကျင့်ဤအားဖြင့်ပထမနေရာအစကအရှိန်အလယ်နေရာက ပြမ်းမြအရှိန်တီနေရာအဆုံးသက်အရှိန်ဖြင့်သုံးနေရာစီကြပါတယ်ပုံစံကိုအကျန်းဖြင်းပြောရမယ်ဆိုလို့ရှိရင်တော့တတ်မှတ်နေရာရောက်တာနဲ့ပထမကင်မရာကယင်တွေကိုမှတ်တမ်းတင်မယ်အရှိန်စီကြမယ်ဖြတ်တန်းသွားတဲ့အချိန်စတ်တွက်မှာဖြစ်ပါတယ် ဒုတိယကင်မရာကလည်းပဲအချိန်ကိုစီးချက်မယ်နောက်ဆုံးကင်မရာကတော့အချိန်ကိုစီးချက်မယ်ဆလဲဆုံးမောင်းနှင်မှုအချိန်ကိုတွက်ဆပြီးတော့တတ်မှတ်အချိန်ကိုကြော်လွန်တဲ့ယင်ဟာအချိန်လုံးမောင်းနှင်မှုဖြစ်ပါတယ်ဥပမာပြောရမယ်ဆိုလို့ရှိရင်တတ်မှတ်လမ်းနေရာဆလဲဆုံးမီတာဘလောက်ထိရှိတယ်ပေါ့ဗျာ အဲ့ဒီတက်မှတ်မီတာအရှိအချိန်80နဲ့မောင်းရင်အချိန်ဘယ်လောက်ကြာနိုင်မလဲ90နဲ့မောင်းမယ်ဆိုလို့ရှိရင်အချိန်ဘယ်လောက်ကြာနိုင်မလဲဆိုတာကိုတွက်ချက်ပြီးသားဖြစ်ပါတယ်ဒီအချိန်ကိုကြော်သွားတဲ့ယင်ဟာအချိန်လွန်မောင်းနေမှုဖြစ်တဲ့အတွက်ဒဏ်ငွေဆောင်ရမယ့်သဘောဖြစ်ပါတယ်နောက်တစ်ခုက300အထက်မှာတက်မှတ်အချိန်ကြော်လွန်သွားတဲ့နေရာကနေစပြီးစီးကျက်မှုကိုစတင်တက်မှတ်တယ်ပြီးတဲ့အခါမှာဒဏ်ငွေကိုတွက်ချက်ပါတယ်ဒီဒဏ်ငွေစနစ်ဟာတချို့နယ်မြေတွေမှာတော့အကျုံးဝင်ပါဒါကတော့စီးကျက်ကင်မရာတွေ့တဲ့အခါမှာပဲအချိန်ရှော့မောင်းကြတဲ့ယင်တွေအတွက် တိထားစရာဖြစ်ပါတယ်ဒီစနစ်ဟာတကယ်အပြင်လက်တွေ့မှာတော့အရှိန်ကျော်မောင်းနှင်မှုကိုရှော့ချစေခဲ့ပါတယ်ဒိုရိုကျိုထုံကုန်းတန်ကျိုထုံကွာဟယောင်ကူဝန်းတွေရဲ့အမှတ်တမ်းအရကိုရီးယားနိုင်ငံရဲ့အရှိန်လုံမောင်းနှင်လို့ရင်မတော်တဆဖြစ်မှုကို90ရာခိုင်နှုန်းလောက်ထိရှော့ချပေးနိုင်ခဲ့တယ်လို့မှတ်တမ်းတွေမှာပါရှိပါတယ်ကားမြေပုံမှာဆိုလို့ရှိရင်တော့ဆက်ခရင်ရဲ့ဘယ်ဘက်အလယ်မှာအနီရောင်ပေါင်းအဝိုင်းပုံစံနဲ့တက်မတ်အရှိန်ကိုပုံတည်ပြထားတာပြီးတော့အဲ့ဒီအပေါ်မှာတော့အဖြူရောင်ကနန်းဖြင့်မိမိရဲ့ကားအရှိန်နဲ့တက်မတ်အချိန်ကိုပြသပေးပါတယ်အနီရောင်ပေါင်းအဝိုင်းပုံစံ ံနဲ့တတ်မှတ်အချိန်အောက်ဘက်နားမှာတော့ပြမ်းမြအချိန်ကို ပြတာပေးပါတယ်စီးချက်နယ်မြေကုံသွားတဲ့အထိမိမိရဲ့ပြမ်းမြအချိန်ဟာတတ်မှတ်အချိန်ထက်ကျော်လွန်မသွားသင့်ပါဘူး အတန်နဲ့လည်းပဲဂူကန်တန်ဆိုကင်မရာရှိတယ်ဆိုတာကိုပြောပြပေးပါတယ်။ E38 ခွာဆိုတန်ဆိုကင်မရာ၊ပတ်စုဟျောင်းခွာဆိုတန်ဆိုကင်မရာ E38 ခွာဆိုတန်ဆိုကင်မရာကတော့ခိုးချောင်း8ခွာဆိုတန်ဆိုကင်မရာနဲ့မတူဘဲနဲ့လေးစားကိုအသုံးပြုပြီးတော့ရင်တွေကနေရောင်ပြန်လာတဲ့ချိန်နှုန်းတွေကိုခန့်မှန်းကအချိန်လွန်မောင်းတဲ့ယာဉ်ကိုဗီဒီယိုလိုက်ရိုက်တဲ့စနစ်ဖြစ်ပါတယ်။ပုံမှန်အားဖြင့် E38 ခွာဆိုတန်ဆိုကင်မရာတွေကိုတိတပုံစံနှလုံးအရွယ်ရှိတဲ့ box တစ်ခုကိုပုံသေးထားရှိပြီးတော့အထဲကကင်မရာကိုတော့လိုအပ်တဲ့အခါတက်စင်တာနဲ့ပြန်လည်ဖြုတ်ယူပြီးတော့ ခြားနေရာမှာပြန်လည်တက်ဆင်တာတွေလုပ်နိုင်ပါတယ်။ဒါကြောင့်တက်ဆင်ထားတဲ့နေရာတွေဖြစ်နိုင်တယ်လို့ကင်မရာမရှိဘဲဘောက်အလွတ်ဖြစ်နေတဲ့နေရာတွေလည်းဖြစ်နိုင်ပါတယ်။ E38 ခွာဆိုဒန်ဆိုကင်မရာစီးကျက်နိုင်တဲ့အတိုင်းတာကတော့100မီတာအထက်တိုင်းတာနိုင်ပါတယ်။ဒါကြောင့်ကင်မရာအနားရောက်မှအချိန်လျှော့တဲ့ပုံစံမျိုးနဲ့ကင်မရာကိုရှောင်လွှဲလို့ရနိုင်မှာမဟုတ်ပါဘူး။ကားမြေပုံမှာဆိုလို့ရှိရင်တော့ screen ရဲ့ဘယ်ဘက်အလယ်မှာအနီရောင်ပုံအဝိုင်းပုံစံနဲ့သတ်မှတ်အချိန်ကိုပုံတည်ပြထားတာပြီးတော့အဲ့ဒီအပေါ်ဘက်မှာတော့အဖြူရောင်ကဏန်းဖြင့်မိမိရဲ့ကားအချိန်ကိုပြတာပေးပါတယ်။အတန်းနဲ့လည်းပဲ E38 ခွာဆိုဒန်ဆိုကင်မရာသို့မဟုတ် ပတ်စုရောင်းခွာဆိုတန်းဆိုကင်မရာရှိတယ်လို့ပြောပြပေးပါလိမ့်မယ်။ယွန်းဆို E3 ခွာဆိုတန်းဆိုကင်မရာ၊ခူကန်တန်းဆိုကင်မရာနဲ့ E3 ခွာဆိုတန်းဆိုကင်မရာနှစ်ခုပေါင်းထားတာကိုယွန်းဆို E3 ခွာဆိုတန်းဆိုကင်မရာဆိုပြီးတော့အသုံးပြုပါတယ်။နှစ်ခုစလုံးကတော့အပေါ်မှာပြောခဲ့တဲ့အတိုင်းပဲလုံဆောင်ချက်ကတော့အတူတူပဲ။ဒါပေမဲ့နှစ်ခုစက်တိုက်တက်ဆင်ထားတာကြောင့်ပို့ပြီးတော့မှသတိထားမောင်းနှင်ရမယ်သဘောဖြစ်ပါတယ်။ယွန်းဆို E3 ခွာဆိုတန်းဆိုကင်မရာကတော့ကားရဲ့ပြန်းများအရှိန်105.8ကီလိုမီတာ69.3ကီလိုမီတာဖြင့်တိုင်းတာပြီးတော့မတော်တဆဖြစ်မှုကိုတော့6တသ မ1ရာခိုင်နှုန်းအထိရှော့ချပေးတယ်လို့ပြောကြပါတယ်။ကားမြေပုံမှာဆိုလို့ရှိရင်တော့အဘော်ကပြောသားတဲ့အတိုင်းပဲလုံဆောင်ချက်ကအလုံးတူတူပဲအတန်နဲ့လည်းပဲရွန်းစုတ် E3 ၊ခွာစုတ်ဒန်းစုတ်ကင်မရာတို့မဟုတ်ရွန်းစုတ်ခွာစုတ်ဒန်းစုတ်ကင်မရာရှိတယ်လို့ပြောပြပေးမှာဖြစ်ပါတယ်။ကိုရီးယားကားလောကမှာစိုးရိုးစကားတစ်ခုရှိပါတယ်။လောကမှာနှမျောစရာအကောင်းဆုံးငွေဟာဒန်ကြီးပါပဲ။ဒါကြောင့်ဒန်ငွေပေးဆောင်ရတာချိုးပင်စရာတော့မကောင်းပါဘူး။ E3 ခွာစုတ်ဒန်းစုတ်ကင်မရာရှိတယ်လို့မြေပုံကနေပြောနေတာတောင်မှရင်မောင်းတော်တော်များများဟာဒီတိုင်းဂီယူမဆိုင်ပဲနဲ့မောင်းသွားတတ်ကြပါတယ်။ရိုးရိုးခိုးချောင်းရှိ ၈ခွာဆိုဒန်းဆိုကင်မရာလို့ကြားရင်အချိန်ရှော့တက်ကြပြီမဲ့ဘာလို့ ਈ 38ခွာဆိုဒန်းဆိုကင်မရာဆိုရင်တော့အချိန်မလျှော့ကြတာလဲအပေါ်မှာပြောသွားတဲ့အတိုင်းပဲဘောက်ထဲမှာကင်မရာမရှိဖို့ຢာခိုင်နှုန်းများတာကြောင့်ဖြစ်ပါတယ်လက်တွေ့မှာလည်းပဲဘောက်ထဲမှာကင်မရာမရှိဖို့ຢာခိုင်နှုန်းများပါအကြောင်းကတော့ကင်မရာကဈေးရန်ကြီးနေလို့ပါပုံမှန်ဘောက်တက်စင်ကသိန်း30 50ရှိပြီးတော့ကင်မရာဈေးကဝန်သိန်း150ကျော်ရှိပါတယ်တနိုင်ကလုံးအတွက်ဆိုလို့ရှိရင်ခံမှန်းရည်အရည်အတွက်ကအခု400လောက်တက်စင်ရမှာဖြစ်ပါတယ်ဒါကြောင့်တစ်ခါတည်းရန်ရဲတွေကိုယ်တိုင်ခွာ ဆိုဒန်းဆိုကင်မရာကင်ပြီးတော့စီးချက်လေးရှိပါတယ်။ဒါကြောင့်အားလုံးသောဤသုံးရှိခွာဆိုဒန်းဆိုကင်မရာဘောက်အထဲမှာကင်မရာမရှိဖို့ရာခိုင်နှုန်းများပါတယ်။အော်ဒီလိုဆိုလို့လည်းပဲအတင်းကြီးမောင်းဖို့တော့မလုပ်သင့်ပါဘူး။ဘောက်ထဲမှာကင်မရာရှိနေမယ့်ရာခိုင်နှုန်းကိုလည်းပဲထည့်သွင်းစဉ်းစားသင့်ပါတယ်။ဒါကြောင့်ဘာပဲဖြစ်ဖြစ်အားလုံးသောဒန်းဆိုကူကန်အတွင်မှာအချိန် short မောင်းတာအကောင်းဆုံးပါပဲ။နောက်တစ်ခုကဤသုံးရှိခွာဆိုဒန်းဆိုကင်မရာတွေဟာညာဘိုင်းတွေမှာဆိုလို့ရှိရင်အလုံးမလုပ်ဘူးဆိုပြီးတော့အချိန်မ short ပဲနဲ့မောင်းတတ်ကြပါတယ်။စတဲ့ဒီကောလာဟာလာတွေလည်းပဲထွက်ပေါ်နေတယ်ပေါ့နော်။တကယ်တော့မ ဟုတ်ပါဘူး24နာရီအလုံးလုပ်ပါတယ်ပြီးတော့ကင်မရာအနားရောက်မှအရှိန်ရှော့တက်ကြပါတယ်ဒါလည်းပဲကင်မရာဆင်ဆာကသိရှိပါတယ်ဒါကြောင့်ကြိုတင်ပြီးတော့သတ်မှတ်အရှိန်လိုက်နာပြီးတော့မောင်းနှင်ဖို့လိုအပ်ပါတယ်ရှင်းတို့ဝီပန်သန်းစုပ်ကင်မရာရှင်းတို့ခွာစုပ်သန်းစုပ်ကင်မရာဒါကတော့မီးပွိုင်လမ်းစုံနဲ့လူကူမြင်ကြားစတဲ့နေရာတွေမှာရှိတတ်ပါတယ်အရှိန်လုံးမောင်းနှင်ခြင်းနဲ့မီးပွိုင်စီကံချိုးဖောက်မှုကိုစီးကြတာဖြစ်ပါတယ်အရှိန်လုံးမောင်းနှင်ခြင်းကတော့မီးပွိုင်မီးနဲ့မသက်ဆိုင်ပဲနဲ့ဘလို့မီးပဲဝင်နေဝင်နေစီးကြတာဖြစ်ပြီးတော့ရှင်းတို့ဝီပန်ကတော့မီးနေဝင်ပြီးတော့ 9.3တက်ကနေပြီးတော့10စက္ကန့်အတွင်းစတင်ပြီးတော့စီးကျက်ပါတယ်ဒါကတော့ကားအရှိန်လုံမောင်းနေမှုနဲ့ပတ်သက်ပြီးတော့တံငွေဆောင်ရမယ့်တံငွေဇယားပုံစံဖြစ်ပါတယ်ဒီကောင်ကစုံယုံချလို့ခေါ်တဲ့၄ရောက်စီးရင်ရိုးရိုးပုံမှန်ရင်းနေအတွက်ကိုတွက်ချထားတာဖြစ်ပါတယ်တခြားကုန်တင်ကားတို့ကားကြီးတို့ SUV တို့အတွက်မပါဘူးပေါ့နော်ဒါတွေကတော့တီးတန့်ထပ်ပြီးတော့ရှိသေးပါတယ်အဲ့တော့ဒီစုံယုံချအတွက်ပဲဆိုလို့ရှိရင်အရှိန်ကတော့20အောက်ဆိုလို့ရှိရင်1400ဖြစ်တယ်20ကျော်ပြီးတော့40အောက်ဆိုလို့ရှိရင်9000ဝန်ဖြစ်တယ်40ကျော်ပြီး60အောက်ဆိုရင်တသ ိန်းဝန်ဖြစ်တယ်နောက်ပြီးတော့ကီလိုမီတာ60အထက်ဆိုလို့ရှိရင်တော့တသိန်းနဲ့3000ဝန်ဖြစ်တယ်ပေါ့နော်ဒီအပေါ်ကပြထားတဲ့အချိန်ကျော်လွန်မောင်းနှင်မှုဒဏ်ငွေဒီခွာထဲလို့ပုံစံကိုတချို့တိတ်ပြီးတော့နားမလည်ကြဘူးပေါ့နော်ဒါကြောင့်အနေနဲ့ရှင်းပြပေးပါမယ်ဥပမာ30ကီလိုမီတာအောက်နဲ့မောင်းရမယ့်နေရာတွေရှိတယ်ဆိုတော့ဒါကို30ကျော်ပြီးတော့35 40 45 50စသဖြင့်မောင်းမယ်ဆိုလို့ရှိရင်ဒါ20ကီလိုမီတာ E ဟာဒါအောက်ပဲပေါ့နော်အဲ့ဒီမှာအကျုံးဝင်သွားပါတယ်20ကီလိုမီတာအောက်မှာအကျုံးဝင်တယ်ပေါ့နော်ဒါကြောင့်ဒဏ်ငွေက4000ဝန်ဖြစ်ပါတယ်အကယ်၍ 55 60 65 80မောင်းမယ်ဆိုလို့ရှိရင်เนาะ E10 ကီလိုမီတာချိုးกว่า60ကီလိုမီတာ E ဟာပေါ့20ထက်ကျော်ပြီးတော့40အောက်ဖြစ်တဲ့အတွက်ကြောင့်ဒန်ငွေက1900ဖြစ်ပါမို့เนาะဒီလောက်ဆိုလို့ရှိရင်เนาะကျန်တာတွေလည်းတွက်တက်မယ်လို့ထင်ပါတယ်ဒန်ငွေဆောင်ဖို့အတွက်ဈေးရောက်တဲ့အခါမှာခွာထဲလီကို boil ကွန်းဆိုပြီးတော့နှမျိုးလာပါတယ်ခွာထဲလီကဈေးများတယ်ဒါပေမဲ့ boil ကြောင်းမရှိပါဘူး boil ကွန်းကတော့ဈေးနေတယ်ဈေးပေါ့တယ်ဒါပေမဲ့ boil ကြောင်းရှိပါတယ် boil ကြောင်းကတော့မိမိရင်မောင်းလိုင်းစင်အတွက်မကောင်းတဲ့အမှတ်ဖြစ်ပါတယ်ဒါကြောင့်ခွာထဲလီကိုပဲဆောင် ောင်စီခြင်းပါတယ်ဘောလ်ကုန်းနဲ့တော့မဆောင်ပါနဲ့ပေါ့နော်ဟောဒါရီနဲ့ပတ်သက်ပြီးတော့ပေါ့နော်ဒီခွာသေးတွေကိုဘောလ်ချောင်းတို့ဒီဘောလ်ကုန်းတို့စတဲ့ဟာတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော် YouTube မှာလည်းပဲဗီဒီယိုတီးသန့်တင်ထားတာရှိပါတယ်အဲ့ဒီမှာသွားပြီးတော့လေ့လာလို့ရှိရင်လည်းလေ့လာလို့ရနိုင်ပါတယ်ပေါ့နော်ဟောဒီနေ့ကတော့ကိုရီးယားမှာမော်တော်ယာဉ်အရှိန်စီးချက်ချင်းကင်မရာနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုပြောပြပေးသွားတာဖြစ်ပါတယ်အားလုံးပဲအဆင်ပြေကြမယ်လို့မျှော်လင့်ပါတယ်အားလုံးကျေးဇူးအများကြီးတင်ပါတယ်